ဒီကောင်လေးကတော့ကျွန်တော်ဖရင်ကတော့ဖရင်ကတော့ဒီ190ပြန်ရောက်ပဲကျွန်တော်ခြေခံလိုက်မယ်ဗျသူ့ရဲ့ဘေးအထောက်တွေရှိတဲ့အဲ့ဘေးထောက်ကိုကျွန်တော်မပြချင်ဘူးဗောနော်မပြချင်ဘူးအဲ190ပြန်ရောက်ပဲတစ်နှစ်ထဲမှာသူ့ဘေးကကနန်တစ်ပိတ်နဲ့ကနန်စီတစ်နှစ်ကျော်လာတဲ့ကောင်ဗောနော်ဒါတနက်ကစီကိုကျွန်တော်ကင်ခဲ့တယ်နော်ဒါနက်ကစီဗောနော်အနည်း90ပြူပြန်ရကြတော့လေသူကနေပြီးတော့တနည်းနည်း3နှစ်ကျော်မှ263တဲထွက်တယ်ပေါ့နော်နည်းနည်း63ပတ်လေထွက်တယ်263ပတ်လေထွက်ပြီးသူ့ရဲ့တနည်းကျော်မှဒီ98နှစ်ပတ်လေပေါ့နော် အကနန်းကနန်းလိုက်ထွက်တယ်။ကုလောတဲ့ဖုံးခေါ်လည်းမကိုင်းတော့ဘူးနော်။အဲ့မှာလိုက်ထွက်တယ်ပေါ့လေ။ထွက်တာနဲ့သူ့ရဲ့အပေါ်ကအိုက်နဲ့ထဲမှာ၄၀၃တဲ့ကနန်းနုကနန်းနေထွက်တယ်ပေါ့နော်အုပ်စုတွေပေါ့။အဲ့လိုထွက်ပြီးရောတဲ့သူကနေဒီ9နှစ်8ကနေပေါ့နော်။တစ်နှစ်2နှစ်3နှစ်4နှစ်မြောက်မှသူ3969ဆိုတဲ့ကနန်းကနောက်တစ်နှစ်ကိုလိုက်ထွက်တယ်။ဒီ3969ပတ်လေကနောက်တစ်နှစ်မှာ3969ထွက်တယ်။ထွက်ပြီးရတဲ့အဲ့နေ့ထဲမှာဒါ39နှစ်ဒီကပြန်ညှထွက်ခဲ့တဲ့39နှစ်ကိုအဲ့မှာလိုက်ကစားထားတယ်ပေါ့နော် like ကစားပြီးတော့တဲ့ like ကစားပထားပြီးတော့တဲ့အဲ့နှစ်ထဲမှာသူဘာလုပ်လဲဆိုတော့ကျွန်တော်ညီကိုစီနီယာတကွက်ပေါ့နော်ကိုတုံညာတက်တည်ညီကိုစီနီယာပေါ့အဲ့ညီကိုစီနီယာထွက်တယ်ထွက်တာနဲ့သူ့ဘေးမှာ80နှစ်ပါဝါกว่าပေါ့နော်လင်းမုံတင်လာအောင်မယ်အဲ့မှာ80နှစ်ပါဝါกว่าခွာတယ်ပေါ့နော်ခွာတာနဲ့တဲ့သူ့ရဲ့ဒီကိုတုံညာတက်ရဲ့အောက်တပင်ကျော်ကဒီတစ်ခါကိုခါတုံညာခါ ခါသုံးလုံးကလည်းဒီ9 3ညတက်ပဲဖြစ်တယ်ပေါ့ဗျာဒီ3ည9တက်ကိုတဲ့ဒီ9 3ညတက်လို့ဒီမှာထွက်ထားတဲ့ဟာကိုပြန်ခါသုံးလုံးထည့်လိုက်တာ ਨੇ တဲ့သူ့ရဲ့နောက်တနေ့မှာလိုက်ထွက်တယ်ပေါ့ဗျာအဲလိုက်ထွက်ပြီးတော့အဲ့နဲ့ထဲမှာအိုက်ကောင်တီးတဲ့တပင်နပင်၃ပင်၄ပင်ကျော်ရင်ပြန်တော့ထွက်နေတယ်လို့လည်းယူဆလို့လည်းရတာပေါ့နော်ဒါပြန်ကြကြိုက်တဲ့သူတို့ပြောတော့နော်ညီကိုစီနီယာပြန်ကြပေါ့အဲနောက်တစ်ခုကကြတော့ဒီ6 3ည9ကို9 3ည6လို့လိုက်ထွက်ပြီးတော့ဒီဒီ3ည6ကိုကနေပေါ့နော်သူ့ရဲ့ဘေးအောက်တပင် နှစ်ပင်သုံးပင်မြောက်မှာထွက်တဲ့9 8နှစ်ကကျွန်တော်တို့ဒီ263နဲ့တည်ခဲ့တဲ့ဒီ9 8ကိုဒီမှာ9 8လို့လိုက်ထွက်နေတယ်ပေါ့ဗျာအဲဒါမျိုးလေးယူစားတာပေါ့နော်ဒဲပေါ့သူကတော့9 8ကို9 8ထွက်နေတယ်ဒါနှစ်ကက်စီးပေါ့နော်ဒီမှာကျွန်တော်ဒုတိယကက်ကဒီမှာ920ကိုအဲ့ဒီထဲမှာပြန်ကြကြတယ်သူ့ဘေးကဒီပြစ်ပိတ်နဲ့ကနန်းကသူ့ရဲ့တစ်နှစ်ကျော်လာခဲ့တဲ့ကောင်းပေါ့နော်အဲ့တော့ဒီ90နဲ့ပြီးတနည်းနည်းနည်း3နှစ်ကျော်ရင်ဒါ6နှစ်3ပတ်လေပေါ့နော်သူ့ရဲ့တပည့်ကျော်တဲ့တယ်မှာ2 5 8 လိုက်ထွက်တယ်ပေါ့နော်။သွားနေပြီးတော့တနေ့နှစ်နှစ်ကျော်ပေါ့ဗျတနေ့၃၄နှစ်မြောက်မှာဒါ9 3 6တီနောက်တနေ့ကို6 90လို့ထွက်ထားတယ်ပေါ့နော်။ထွက်ထားတယ်နောက်ပြီးအဲ့ဒီထဲမှာကျွန်တော်တို့နှစ်3 9လည်းထွက်တယ်။ နောက်69နှစ်တွေလည်းဒဲကနန်းလူကနန်းတွေထွက်တယ်ပေါ့နော်အဲ့ထဲမှာညီကိုစီနီယံကဒီ86ခွန်မှာပေါ့နော်သူ့ဘေးမှာ80နှစ်ခွာတယ်86ခွန်ထွက်တယ်အဲ့86ခွန်ဘက်ဒီမှာသူက6ခါခွန်ခါ6ခါခါ3လုံးကိုဒီ86ခွန်မှာပြန်ထည့်တယ်အဲ့လိုထည့်တာနဲ့ဒီ86ခွန်ကသူ့ရဲ့နောက်တဲ့နှစ်ကိုဒီမှာပြန်လိုက်ထွက်တယ်ပြန်အဲ့လိုထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲကြော်မှာဒီ86ခွန်ပြန်ကြလိုက်ကစားမလားဒါကတော့သူကစားတာမကစားတာတော့မသိဘူးနော်သူကစားတာကိုပြောပြတာ ဟုတ်ပြီဒီ690 690နှစ်ခါထွက်တာ ਨੇ တဲ့သူဒီဒီဘက်ကိုပေါ့နော်690ရဲ့ဘေးတပင်တပင်၃ဝင်မှာထွက်မဲ့ကနန်းဒီတဲ့သူကနေပဲအတူတူသွားမယ်ဆိုဒီမှာ6နဲ့သုံးတဲပြီးတော့တနည်းကျော်ကဒီ258ကိုဒီမှာ258တဲထွက်မှာလားပေါ့နော်အဲ့လိုမှမဟုတ်လို့ရှစ်ပလေးကြရင်တော့ဒီ96ကိုမဲတဲပြန်ထွက်မှာလားပေါ့နော်အဲ့နှစ်ကွက်ပေါ့စမ်းကြည့်ပေါ့ဒါနှစ်ကက်စီပါပြကြင်တာဒါပြဖို့လာတာမဟုတ်ဘူးအဲ့258ပေါ့နော်ကျွန်တော်အရင်ပြတာက59နဲ့အဲ့နှစ်ကွက်ပဲကျွန်တော်ပတ်လေတော့မထိုးအဲ့နှစ်ကွက်ထိုးထားတယ်ပေါ့နော်အဲ့လိုလေးပြကြင်တာ ဒါနှစ်ကက်စီဆိုကျွန်တော်လည်းခဏန်းချင်းချက်တလို့ရတယ်ဗောနော်အဲပြီးတော့အဲ့နေထဲဒီမှာဒီမှာဒီဖရိတ်ကမစိုးဘူးနော်တင်းနစ်နဲ့ပတ်လေတွေရောနောက်ပြီးတော့ကျွန်တော်တို့16ချိန်မှာပြန်ကြရတယ်ဗောနော်69နှစ်ပတ်လေတွေရောဗောနော်အဲ့ဖရိတ်နဲ့မှာကြာထားတာတွေနှစ်ကက်စီပေါ့ဗျာ ပြကျင်တာကဒီကောင်ပါဗျာလို့ခင်ဗျားတို့တောင်းတာနေတယ်မအားတဲ့ဟာကိုကျွန်တော်ဒီနေ့စိတ်ကူးပေါက်တာနဲ့ပြပေးလိုက်ဒီမှာတက်ခါတိုင်းခွာလေးပေါ့နော်ဒါကျွန်တော်ကတော့အများနဲ့ဖြတ်ပြနေကြတော့ဖြတ်ပေးပြမှာတက်ခါတိုင်းခွာလေးအဲ့တော့သူ့ရဲ့နောက်တစ်နေ့မှာကျွန်တော်တို့ကလေးထိပ်ဒီတစ်ချိန်ဆိုလည်းအများနဲ့ပြောနေတော့အကြောင်းတော်ထန်နေမှာနော်ကိုထိပ်ရပြီးမှာဒီတောင်းလုံးကိုနေပေါ့နော်သူ့အောင်မှာဗရိတ်နဲ့ထွက်တယ်အနေနဲ့မှာရှစ်ပိတ်ဒီတစ်ချိန်ပဲပိတ်တယ်နောက်ပြီးအနေနဲ့20နဲ့2ချိန်မှာ61ပါဝါလို့ခွာတယ်နှစ်ပိတ်မှာ3ညထိပ်ပေါ့နော်သူ့ရဲ့တစ်နှစ်ကျော်မှာဒါနောက်နှလုံးပေါင်း5ပေါ့ဗျာ အဲ့တော့ဒီ6တွေကိုကျွန်တော်တို့အခြေခံဆော့အောင်။အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာတဲ့သူက6တီးတဲ့ဘယ်လိုဆော့လဲဆိုတော့အဲ6ခါလို့ထည့်တာ ਨੇ ပေါ့နော်။ဒီ၃လုံးဒီပြန်ပြီးတော့6လို့လည်းထည့်ရမယ်။ခွာ၃ပုံလေးလည်းရိုက်တယ်ပေါ့နော်။6ခါလို့လည်းထည့်ရမယ်။ဒီအပေါ်က၃ထိပ်ပေါ့နော်။၃လေး၅နဲ့သွားမှာဆိုတော့၃ထိပ်နဲ့ဒီခွာပေါင်းချင်းနဲ့လည်း6ဖြစ်တယ်။အဲ့လိုဒီ6တွေကစားပြီးတော့လေအဲ့နှစ်ထဲမှာသူကထိပ်စီ၃လုံးကိုကြရင်လည်းပြန်ကြကြလို့လည်းရတယ်။တပင်ကျော်ကိုထိတ်စီးပေါ့နော်။တပင်ကျော်ထိတ်စီးရပြန်ကြရမယ်။ထိတ်စီးတုံးလုံးလည်း6000ရင်သူ့အောင်မှာ ပြန်တော့တိုက်ထွက်တာလည်းရှိတယ်ပေါ့နော်အဲ့ဒါကတော့ပြန်တော့နဲ့ပတ်သက်လို့ပြောပြတာနောက်ထပ်ကခင်ဗျားတို့ကြိုက်တဲ့ဒီမအားတဲ့ထွားရင်ဒီမှာတကွက်ထွက်တယ်ဒါပရမတ်ကအမှတ်ထားလိုက်နောက်ပြီးမှနောက်ပြန်ရှင်းအောင်ဒုတိယကဒီမှာတခါတိုင်းခွာလေးပေါ့နော်ဗရိငါထွက်တယ်သူရဲ့နောက်တစ်ချက်မှာဒါလေးထိတ်ကဒီမှာတစ်ချိန်ပဲထွက်တယ်ဒီထိတ်ဒီသုံးလုံး၉နဲ့ပေါ့နော်ဒီ၉ထိတ်ရပြီးမှအဲ့မှာသူကတော့ ူအောင်မှနှစ်ပြိတ်ပဲရှစ်ပြိတ်ကပုံသေးပေါ့နော်22ကြိမ်မှာ80နှစ်ပါဝါခွာပေါ့နှစ်ပြိတ်မှာနောက်ရှစ်တစ်ထိပ်ပေါ့နော်သူ့ရဲ့တပင်းကြုံမှာနောက်ပေါင်း၅ပေါ့ဗျာအဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ခွန်ခါနဲ့ဟိုခွာ၃နဲ့ခွန်ငါးခွန်ခါနဲ့ခွာ၃ပေါ့နော်၄ထိပ်နဲ့ပေါင်းရင်ခွန်ဖြစ်တယ်ပေါ့အဲ့လိုမျိုးတခုကစားတယ်နောက်ပြီးတော့အဲ့နှစ်ထဲမှာထိပ်ကြီး၃လုံးကိုဒီမှာ၉တော့ဖြစ်တယ်နော်ဒါပေမဲ့တပင်းတပင်းကြော၉မဟုတ်ဘူးဒီမှာခွန်ထိပ်ကိုဒီမှာခွန်ထိပ်ဖြစ်တယ်ဗျာအဲ့မှာဒီမှာထိပ်ကြီး၃လုံး၉ဖြစ်တယ်ဒီတလေးခွန်ဒီအဲ့နှစ်ထဲကပြန်ကောင်းပေါ့နော်အဲဒါမျိုးလေးပေါ့ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီခွန်သုံးလုံးကိုသွားကျင်တာထွိုင်းနဲ့ပတ်သက်လို့လူကစားတဲ့ဟာလေးပေါ့နော် site ကတော့ရှိပါတယ်ကျွန်တော်ထွိုင်းရသိအာယုံမရတော့မပြပြတာတတိယကတိခါတိုင်းခွာလေးပေါ့နော်သူရဲ့နောက်တစ်နေ့မှာ၄ထိပ်ကြီးတစ်ချိန်ပဲထွက်တယ်ဗျထိပ်စီသုံးလုံးဒီ၉ဖြစ်တယ်၉ထိပ်ရပြီးမှဒီမှာ၈ဘိတ်ကဒီတစ်ချိန်ပဲပိတ်တယ် break နဲ့ထွက်တယ်အဲ့တော့83ပါဝါခွာတယ်ဗျနှစ်ဘိတ်မှာနှစ်ထိပ်ပေါ့နော်အဲ့သူရဲ့တစ်နှစ်ကျော်မှတော့နောက်ပေါင်းကားပေါ့အဲ့တော့ဒီ၈ကိုပဲသူရဲ့နောက်တစ်နေ့မှာ၈ခါလို့သူတွန်းရင်ပေါ့နော် ခွာသုံးတဲ့အတွင်းလေဒီသုံးလုံးကသူရှစ်ဖြစ်တယ်ပေါ့နော်နောက်ပြီးဒီမှာထိုက်သီးသုံးလုံးတပင်းရောထိုက်သီးနဲ့ဒီမှာကိုးဖြစ်သွားပြီအဲ့တော့အပေါ်ကကနန်းပြန်ညကြမယ်ဆိုလဲကြလို့ရတယ်ပေါ့နော်ပြန်ညကြမယ်ဆိုကြလို့ရတယ်ဒါကပြန်ညကိုပြောတယ်ကြရင်ထိုးပေါ့ရှစ်၆ပုံနဲ့ထိုးလို့ရတယ်ဒီရှစ်ကိုးလေးလည်းထိုးလို့ရတယ်နော်ပြန်ညနဲ့ပတ်သက်လို့သုံးခွန်ခွန်ထိုးမယ်ဆိုလဲထိုးလို့ရတယ်အဲ့မှာကျွန်တော် train ကစားပုံလေးကိုနည်းနည်းလေးစမ်းနေဆိုပြီးနည်းနည်းလေးကြည့်ရပါတော့နော် train ထွက်တော့တဲ့သူ့အပေါ်မှာ brake ရှိရဲဆိုတဲ့ကနန်းလေးရှိရဲ အဲ့ဘရိတ်ရှစ်ကသူကတခါတိုင်းခွာလေးရဲ့နောက်တစ်နှစ်မှာဘရိတ်ရှစ်ဘယ်မှာထွက်လဲဆိုတော့အဲ့၉ဘရိတ်၉ဘရိတ်ခွန်ဘရိတ်၃ဘရိတ်၉ဘရိတ်၂ဘရိတ်၄ဘရိတ်ခွန်ဘရိတ်၂ဘရိတ်၂ဘရိတ်၃ဘရိတ်၃ညဘရိတ်၅ဘရိတ်ဒီမှာ၈ဘရိတ်စကြရပါဘောနော်သူ့အောင်မှာထွိုင်းထွက်တယ်ဒါဆိုဟုတ်ပြီဒီမှာတခါတိုင်းခွာလေးပေါ့နော်သူ့ရဲ့တစ်နှစ်ကြုံမှာကျွန်တော်၉ဘရိတ်လိုက်ရှာမယ်ပေါ့၈ဘရိတ်ခွန်ဘရိတ်ခွန်ဘရိတ်၃ညဘရိတ်ခွန်ဘရိတ်၃ဘရိတ်၅ဘရိတ်၃ညဘရိတ်၂ဘရိတ်၃ညဘရိတ်၅ဘရိတ်ခွန်ဘရိတ်၆ဘရိတ်၈ဘရိတ်၅ဘရိတ် တက်ပရိတ်ရှစ်ပရိတ်ရှစ်ပရိတ်ပြီးခွန်ပရိတ်ရှစ်ပရိတ်ဒီမှာ9ပရိတ်လို့ဒီမှာစကြတယ်9ပရိတ်ပေါ့နော်အဲ့တော့မှထွိုင်းကစားနေတလားလို့ယူဆလို့ပြပေးတယ်နော်ဒါဆိုတတိယကဒီမှာတခါတိုင်းခေါ်လေးရိုက်တယ်သူရဲ့တစ်နှစ်ကျော်မှာ3ရပရိတ်ဒီမှာမှစကြတယ်ပေါ့ဗျာမတူအောင်မှာမအားတဲ့ထွိုင်းမြန်ထွက်နေမလားဆိုထွိုင်းမြန်ထွက်နေမလားဆိုပြီးတော့ပေါ့နော်ဟုတ်ပြီအဲ့ဒါဒီကျွန်တော်3ထွိုင်းပေါ့ ဒီ ship rate ဒီအကြမ်းမစကြရတယ်သူ့အောင်မှာ3ထွန်ထွက်တယ်အဲသူ့ရဲ့ဘေးကဒီခွန်60ဆိုတဲ့ခဏကလည်းသူ့ရဲ့တနှစ်ကျော်လာတယ်ဟုတ်ပြီနော်ဒီမှာတော့လည်းခွန်တိုင်းထွက်တယ်သူ့ဘေးကဒီ993ဆိုတဲ့ခဏကသူ့ရဲ့တနှစ်ကျော်လာတယ်ဒီမှာတော့လေဒီမှာဘာထွက်မှာတော့မသိဘူးဥပမာထွန်ထွက်တာမထွက်တာတော့မသိဘူးဒီမှာဒီကနန်းကသူ့ရဲ့တစ်နှစ်ကျော်လာတယ်ဗျာ ထွိုင်းဆိုကျွန်တော်လည်းမှမပါ6ထွိုင်း4ထွိုင်းဟာ4ထွိုင်း9ထွိုင်းတော့ထိုးထားလေးတယ်4ထွိုင်း9ထွိုင်းတော့ကျွန်တော်မကြိုက်ပါနဲ့ဆဲခွက်ထိုးလို့ထိုးထားတယ်ဥမာ6ပေါင်း6ခွက်6ဆိုတော့6ပေါင်းကလည်း6ဖြစ်ရမယ်ခွက်6လည်းဖြစ်ရမယ်ဆိုတော့အဲ4ထွိုင်း9ထွိုင်းတော့ပါတယ်ဘောနော်အဲ့မှာဒီနေ့ကြောကနန်းလည်းမှန်တယ်ဒီမှာ6ပလိတ်လည်းစကြတာမှန်တယ်အဲ့တို့အောင်မှာ3ထွိုင်းထွက်တယ်အဲ့3ထွိုင်းကိုကျွန်တော်ဘလို့ယူကြည့်လိုက်မယ်ဆိုတော့ဒီက6 dip power ခွက်လို့ဒီမှာထိပ်စီ3လုံးကိုသူ6လို့ထည့်တယ် ဒီ3လုံးကလည်း6ပဲအဲ့တော့ဒီ3လုံးကလည်း6ပဲ3 3လုံးပေါ့နော်ကြိုင်ထိုးပေါ့ဒီမှာ90နဲ့ပါပါခွာတယ်ဒီမှာကိုဘရိတ်ဒီမှာကြာတယ်သူဘေးဒီဘေးရဲ့ကိုကိုသုံးကလည်းတစ်နှစ်ကျော်လာခဲ့တဲ့ကောင်ပေါ့နော်အဲ့တော့ဒီမှာထွက်မဲ့ကနန်းကကျွန်တော်ဒီ90နဲ့ပါပါခွာလို့ဒီ3လုံးခွန်ဒီ3လုံးခွန်ဒီ3လုံးကခွန်မယ်ခွန်3လုံးထွက်တယ် အဲ့တော့တတိယကဒီမှာ၈၃ခွာတဲ့ဒလိုင်းရည်ပေါ့နော်ဒီမှာ၃ညပရိစထောက်ပြီးဒီမှာကျွန်တော်၉ပရိတနည်းကျော်၉ပရိကို၉ပရိရှိခုတနည်းကျော်ကဏ္ဍပေါ့နော်ကူထားတယ်ဒီမှာ၃ညပရိထွက်တယ်အဲ့တော့ဒီ83နဲ့စလို့ဒီ၃လုံးကိုကျွန်တော်တို့၈မှာလား၄ပေါ့နော်အဲ့ဒီ၃လုံးကို၈မှာလား၄ခါဒီ၃လုံးကို၈မှာလား၄ပဲ၄၃လုံးမအားနဲ့ပေါ့နော်ပရိနေလည်းရှိနေ၄၃လုံးကောင်းနေတယ်ထိုးထားတဲ့နေရာဦးတော့ ဝမ်းသာပါတယ်လေကြံ့ရင်လည်းထိုးပေါ့အဲ့မှာသူ့ရဲ့အားနည်းချက်ကတော့ကျွန်တော်ပြပေးလိုက်မယ်နော်နောက်တစ်ခုရန်ရင်လည်းရန်လိုက်ပေါ့သူကဒီသုံးလုံးကိုသူပစ်လို့ခံလိုက်ရင်တော့ပိုကောင်းတာပေါ့လေအဲ့မှာအဟတဲ့ဟာလေးပေါ့နော်ဒီသုံးကစီဆိုတော့နည်းနည်းလေးဟတာလေးဒီသုံးလုံးတစ်ခံလိုက်ရင်တော့ဒီသုံးလုံးချော့ကိုပိုဆော့ကောင်းတာပေါ့နော်အဲ့မှာဒီသုံးလုံးကသူနှစ်ဖြစ်တယ်လေအဲ့တော့ဒီသုံးလုံးကိုခွန်ယူရတာပိုပြီးအဆင်ပြေတာပေါ့နော်အဲ့တော့ဒီသုံးလုံးကကျွန်တော်တို့ကတစ်ဖြစ်နေတယ်အဲ့တော့တစ်ပါဝါ6ဖြစ်မယ်ဆိုနှစ်သုံးလုံးမှထိုးပေါ့နော်နှစ်သုံးလုံးကိုရန်ပေါ့နော် လေးသုံးလုံးကိုအော့ပေါ့ထွိုင်းကြိုက်တဲ့သူတွေတော့ပြောနော် ကျွန်တော်ပုံလူနဲ့မမခေါ်နေတယ်တဲ့မမခေါ်နေအတူလိုလက်မှတ်ထားဟောလဲဆိုဘိုက်ပါနေပြီးတော့ကျွန်တော်ကျွန်တော်ဟောပါတော့ messenger မသုံးဘူး telegram မသုံးဘူး cb ချက်ပေါက်မသုံးဘူးလို့ပြောထားတာပဲအဲ့မှာ messenger ကနေမမဝင်မလား hi မမဝင်မလားဖွဲ့ဝင်မလား blue ရေ block ပဲဒုတိယတကွာကောင်းပေးမယ်လို့အဲ့ဒါမျိုးအစားတစ်ဖြင့်ခေါ်နေပြီဆိုရင်အဲ့ဒါအတူလိုလက်မှတ်ထားနော်ကျွန်တော်မဟုတ်ဘူးလို့လက်မှတ်ထားကျွန်တော်ဘ누구မှမမဝင်မလားလိုက်ပြီးမေးဘူးပေါ့နော်တခါမှမမေးဘူးနော်အဲ့ဒါလေးမှတ်တာပါနော် Alleen gaan maar terug.